ဘယ်ကိစ္စပဲလှုပ်လှုပ်အခက်အခဲဆိုတာကြုံတတ်တယ်အဲ့ဒီကြုံလာတဲ့အခက်အခဲတွေကိုဖြတ်ကျော်ဖို့ဆိုတာလူတွေမှာသိခံရတဲ့အနေအထားမျိုးတွေရှိဘာတွေကိုသိခံရတာတော့လို့ဆိုရင်ယာတိဥရုဒံကိုသိခံရတယ်ကိုနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်တွေရဲ့အပျော်ဆိုကိုလည်းသိခံရတယ်နော်ယောဂဝေဒနာဖြစ်ပေါ်လာလို့ရှင်လဲယောဂဝေဒနာကိုသိခံအဲ့ဒီသိခံမှုဆိုတဲ့မျိုးစုံအောင်သိခံအ အခက်အခဲတွေမှန်သမျှတွန်းလှန်နိုင်ဖို့အတွက်သီခံခြင်းဆိုတာအရေးကြီးတယ်။များသောအားဖြင့်သီခံတယ်ဆိုတာလူတွေကတဖက်သားကကိုယ်စော်ကားတာကိုငုံခန္ဓာကိုပဲသီခံတယ်လို့ထင်တာ။တကယ်ကတော့သီခံမှုဆိုဒီမှာစိတ်နှလုံးမတုံ့လောက်ပဲနဲ့ပကတိအနေအထားမပြတ်အောင် ကိုယ်စိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ္တိတစ်မျိုးကိုသီခံတယ်လို့ခေါ်တာ။ အဲ့ဒါလို့မဟုတ်ပဲနဲ့ငုံခံယုံခံပြီးတော့စိတ်ထဲကမကြေမနပ်ဖြစ်နေရင်သီခဏ်ချင်းဆိုတဲ့ခန္တီမဖြစ်ဘူးသီခဏ်ချင်းဆိုဒီမှာအေးကိုယ့်ကိုစော်ကားလည်းပဲဒီစကားကိုဖြောက်လိုက်တယ်ချက်ချင်းပဲပြန်ပြီးတော့လက်ခံစဉ်းစားတာတွေးတောတာတွေမလုပ်ဘူးတွေးတောတာမလုပ်ဘူးဒါဟာသီခဏ်အပူဒံအေးဒံဆာလောင်တဲ့ဒံတွေခက်ခဲပင်မမှုတွေအကုန်သီခဏ်